မျက်နာဟာအများရန်ကြည်လင်ပြီးတော့ပြောဆိုဆက်ဆံမှုအလွန်ကောင်းတယ်ခင်မွေမွေကောင်းတယ်ဒီလိုဆိုလိုတာပေါ့နော်မိမိကိုယ်တိုင်ကမေတ္တာတရားပွားများနေတယ်ဆိုရင်သူ့ရဲ့မျက်နာအစင်းဟာဘုသူ့ပေါ်မှရန်လိုတဲ့စိတ်မရှိဘုသူ့ကိုယ်ပေါ်မှအမုန်းတရားမရှိသည့်အတွက်ကြောင့်မျက်နာဟာအများရန်ကြည်လင်နေတယ်ခင်မွေမွေကောင်းတဲ့မျက်နာရှိတယ်လို့ဆိုလိုတာပေါ့ မျက်နှာရှင်ကြည်တီကြည်နှလုံးနဲ့အေးအများရဲ့မုံတိမှုမခံရလို့ကိုယ့်ရဲ့စိတ်နှလုံးကလည်းအေးချမ်းနေတဲ့ပုဂ္ဂိုလ်တူဟာအာယုံတစ်ခုပေါ်မှာစူးစိုက်လိုက်တာနဲ့တိုင်နဲ့တမာတိဆိုတာလည်းလင်းလင်းမြန်မြန်ရနိုင်တယ်ဒါကိုတီကြည်နှလုံးတမာတိဟာတီနိုင်တယ်လို့ပြန့်လွင့်နေတဲ့စိတ်နေသဘောထားတွေမရှိဘဲနဲ့စိတ်နှလုံးဟာတည်ငြိမ်မှုတွေရတယ်လို့ဆို